မင်္ဂလာပါခင်ဗျာဒီကချင်းမိတ်ဆွေများကိုမျှဝေပေးခြင်းရဲ့အကြောင်းအရာလေးကတော့ဘဝနဲ့အကြောက်တရားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကဘဝမှာမွေးလာကြတဲ့ကငိုခြင်းနဲ့အတူကိုခြင်းနာခြင်း စတဲ့အကြောင်းတရားတွေ ਨੇ တပါတဲ့မွေးပါလာကြပါတယ်ဘဝမှာအကြောက်တရားကအမျိုးမျိုးရှိပါတယ်အဲ့ဒီထဲမှာမှကိုယ့်ရဲ့တလန်းတွေကိုပိတ်ပင်တဲ့ကြောက်စိတ်ကအဆိုးဆုံးပါပဲကြောက်စိတ်ဒီဟာမလိုအပ်တဲ့နေရာမှာကြောက်နေတာတချို့ကတော့ဖားတွေကိုကြောက်တယ်တချို့တွေကတော့ ိမ်မြောင်ကြီးကိုကြောက်တယ်အချို့တွေကပုခတ်တွေကိုကြောက်တယ်အဲ့ဒါတွေကတော့ဘာမှမဖြစ်ပါဘူးတကားပြောရမှာကိုကြောက်တာလူတော့တိုးရမှာကိုကြောက်တာအဲ့ဒါကအဆိုးဆုံးပါပဲကျွန်တော်ဟာလဲစကားပြောရမှာကိုအလုံးကြောက်ပါတယ်အကြောက်တရားကိုဝိကိပက်ဒီးယားမှာတော့အဲ့လိုပေါ်ပြထားပါသေးတယ်အကြောက်တရားဆိုဒီမှာ ဒါရဝါတို့ရဲ့အာယုံရောစနစ်ဖြစ်ရတခုခုအပေါ်တုတ်ပြန်ရမှာစိတ်ပိုင်းဆိုင်ရာမနှိမ့်မြုပ်ွဲလှုပ်ဆော်မှုတို့မဟုတ်ကြောက်ရွံ့မှုတို့ကိုဖြစ်စေတဲ့အရာတို့ဖော်ပြထားပါတယ်အကြောက်တရားဟာဒါရဝါတို့ဤစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလှုပ်ဆော်မှုများကိုဖြစ်စေတဲ့ကဲ့သို့ခန္ဓာကိုယ်စနစ်မြန်းပေါ်လဲတက်ရောက်စေပါပါတယ် တရဝါတို့ရဲ့အကြောက်တရားတွေကိုအမျိုးမျိုးရှိကြပြီးအဲ့ဒီထဲမှာမှရေဘူးရာအဖြစ်ပကတိအကြောက်တရားလက်တွေ့ဆန်တဲ့အကြောက်တရားနဲ့လက်တွေ့မဆန်တဲ့အကြောက်တရားဆိုပြီးတော့သုံးမျိုးခွဲခြားထားပါလိမ့်မယ်တရဝါတို့ရဲ့ပကတိအကြောက်တရားဒီဝိညာဉ်ပါရင်းတို့ရဲ့စိတ်แท้တွေအာရုံရော့စနစ်က ကြောက်ညင်ချင်းဟုသောလုဆောင်မှုကိုဖြစ်စေနိုင်သည့်အရာများဖြစ်သည်ထို့သို့ပကတိအကြောက်တရားများသည်များသောအဖြစ်တရားဝါတို့ထိမ့်ချုပ်ရန်ခက်ခဲသောအကြောက်တရားများဖြစ်ပြီးအသိနိုင်မတွေ့ကြုံဘူးဒီတိုင်းကြောက်ညင်စေတတ်သည်အကြောက်တရားတို့မှာအကြောက်ညုံယောဂါတို့မှာများသောအဖြစ်ပကတိအကြောက်တရားများဖြစ်သည်ပကတိအကြောက်တရားများမှာ ရေဘူးရအဖြစ်တေချင်းကိုကြောက်ချင်းအမောင်ကိုကြောက်ချင်းတွေးကိုကြောက်ရင်ချင်းအနန္တလောကကိုကြောက်ရင်ချင်းစသည်တို့ပဲဖြစ်ပါလေလက်သေးစံနဲ့ကြောက်ချင်းလက်သေးစံနဲ့အကြောက်တရားဟာအတိတ်မှာဖြစ်ရတဲ့ခုကိုဖြစ်စေပစ္စုပန်မှာဖြစ်စေမိမိကိုယ်ကိုတို့မဟုတ်အခြားသူတယောက်ထံမှာတွေ့ဝဲရည်ပြေကြုံဘူးတိ အကြောက်တရားမျိုးဖြစ်သည်လက်တိဆန်တဲ့အကြောက်တရားတွေဟာမှန်တကယ်ကြားဘူးမြင်ဘူးကြုံဘူးမှသာ ဖြစ်ပေါ်လေရှိတဲ့အကြောက်တရားတွေဖြစ်တယ်အဲ့ဒီအကြောက်တရားတွေဟာစိတ်ဖြစ်တော်၎င်းအမှန်တကယ်ရင်ဆိုင်ခြင်းဖြစ်တော်၎င်းထိမ့်ချုပ်ရန်ဖြစ်နိုင်တယ်လက်တိဆန်တဲ့အကြောက်တရားများဟာကြောက်မဖွယ်တိုင်းရင်းများနဲ့ပြည့်စုံ ရာ၌ကြောက်ကြောက်ရင်ချင်းရုပ်ရှင်တို့မို့ရုပ်တံများတွင် မြင်တွေ့ရတဲ့အရာများကို ကြောက်ရင်ချင်းအဆရှိတဲ့အကြောက်တရားများပင်ဖြစ်တယ်။အကြောက်လွန်ယောဂါတချို့သည်လည်းလက်တိဆန်တဲ့အကြောက်တရားများကို အလွန်အမင်း ကြောက်ရင်ရာမှ ဖြစ်စေတတ်ပါလေ။လက်တိမဆန်တဲ့အကြောက်တရားသည်ပစ္စုံမှာပစ္စုံပါအမှန်တကယ်ပြည့်ကြုံမှုတော်လဲအနာဂတ်တွင် ုံတွေ့ရမည်ကိုစိုးရင်ဒီစိတ်ကြောင့်ပေါ်ပေါက်လာသည့်အကြောင်းတရားဖြစ်သည်အဲ့ဒီအကြောင်းတရားများသည်စိတ်ကူးရင်ဖန်တီးလိုက်သောအကြောင်းတရားမျိုးလည်းဖြစ်သည်လက်သည့်မဆန်သောအကြောင်းတရားများမှာအမှန်တကယ်ရင်ကြုံတွေ့နိုင်ခြင်းအလွန်နှဲပါတော်လဲစိတ်ကူးထဲ၌အသွေးလွန်ရာမှပုံမူဖြစ်ပေါ်လာတတ်သည်လက်သည့်မဆန်သောအကြောင်းတရားများကိုစိုးရင်လွန်ယောဂါ ခံစားနေရသူများစိတ်ကစင်ကလျံယောဂခံစားနေရသူများစိတ်အတက်အကျမြန်လွင်အတက်အကျမြန်ယောဂခံစားနေရသူများအဆိုးမြင်သမားမြတ်မအများဆုံးကြောက်ရင်တကြသည်လက်သည့်ဆန်တဲ့အကြောက်တရားများတွင်မဖြစ်နိုင်သောအရာများကိုကြောက်ရင်ချင်းဆွဲလန်းသောအယူအဆတစ်ခုခုအပေါ်ကြောက်ရင်ချင်း မကြုံတွေ့ဘူးသည့်အရာကိုစိုးရင်ကြောက်ရင်ချင်းအဆရှိသည်လို့ပဲဖြစ်ပါတယ်လူတိုင်းမှာ အကြောက်တရားဆိုတာရှိတယ်အကြောက်တရားကစိတ်ဖြည့်စည်းမှုများကိုဖြစ်စေတယ်အကြောက်တရားကိုထုတ်ပြောဖို့ရင်ဆိုင်ဖို့တတ်တယ်မရှိလို့ထွက်ပြေးရင်တဖြည်းဖြည်းနဲ့မွကြလာပြီးအဆုံးမှာအဆုံးရောက်တဲ့အပြုအမူကိုပြုတဲ့အထိ ရောက်သွားနိုင်တယ်အချို့ကတော့ မကြောက်တတ်တာမဟုတ်ပေမဲ့သူတို့ကြောက်တာကိုထုတ်ပြောဖို့ရင်ဆိုင်ဖို့တတ်သိရှိတယ်အကြောက်တရားကိုအကြောက်တရားကိုထွက်ပြေးစေရလို့မမြင်ပဲစိန်ခေါ်တယ်လို့မြင်ပြီးကြော်လွမ်းနိုင်အောင်နီးလန်းရအောင်ရှာတယ်ဒါကိုခုခုကိုယုံကြည်မှုယုံကြည်ချက်ရှိသူတွေ ဖြစ်တဲ့လူတွေမှာပိုတွေ့ရတယ်အကြောက်တရားကိုရင်ဆိုင်လိုက်တဲ့အခါကိုယ့်တဲ့ကောင်းမွန်တဲ့ရလတစ်ခုကိုရလာနိုင်တယ်အဲ့ဒီလိုလှုပ်လိုက်လို့ကိုယ်စိတ်ပုံမလုံးကျွန်းအချမ်းသွားမယ်ဆိုတာကိုလက်ခံတဲ့လူတွေလူတွေကအကြောက်တရားကိုရင်ဆိုင်နိုင်တယ်ကြောက်ရင်နှခါတေးရတယ်ဆိုတဲ့စကားစတိုင်းအမြဲတမ်းစိုးရင်စိတ်နဲ့စိတ်ဖြည့်စည်းပြီး ကြောက်နေရမယ်အစားစနစ်တကျရင်ဆိုင်လိုက်ဒါကကို့အတွက်ကို့ဘေးကင်းပြီးအကျိုးရှိပါတယ်ဘယ်လိုရင်ဆိုင်တင့်တယ်လဲဆိုတော့ကို့အကြောက်တရားကိုတစ်ဖက်ကနေကြည့်ပြီးဘယ်ဆိုဘယ်လိုရင်ဆိုင်တင့်လဲဆိုတော့ကို့အကြောက်တရားကိုတစ်ဖက်ကနေမြင်ကြည့်ပါရင်ဆိုင်မှုတေချာစီစဉ် တေချာအစီစဉ်ဆွဲပါဒါဖြစ်လိုက်ဒါဖြစ်လိုက်ရင်ဘလို့ကာကွယ်မလဲဘလို့ကြော်လားမလဲဘာရီပြင်ဆင်ထားရအောင်မလဲအနှဲငယ်ဘလို့ကာကွယ်မလဲဘလို့ကြော်လားမလဲဘလို့ပြင်ဆင်မလဲဆိုတာအနှဲငယ်စဉ်းစားကြည့်ပါပထမဆုံးအနေနဲ့တော့ကိုယ့်အကြောက်တရားကိုလက်ခံပါဒုတိယအနေနဲ့တော့ ချက်ချင်းကြီးရင်ဆိုင်ငါမျိုးမဟုတ်ပဲကိုလက်မခံနိုင်တဲ့အထိအသေးလေးတွေကိုခွတ်ထုတ်လိုက်ပါအချိန်မှာတစ်ခုချင်းစီရင်ဆိုင်ကင်တွယ်ရင်တဖြည်းဖြည်းတိုးပြီးလေ့ကျင့်ယူပါသရုတ်ထအနေနဲ့ကိုဖြစ်ချင်တာကိုမမိဖို့နဲ့ရလာတဲ့ရလာဖို့ခံယူနိုင်သူဖြစ်ဖို့လိုပါတယ်နောက်ဆုံးအနေနဲ့တော့ဘလောက်တင်းငယ်တဲ့အိဆာကိုဖြစ်စီ အောင်မြင်ကျော်လာနိုင်တဲ့ဆိုရင်ကိုယ့်ကိုယ်ကိုချီးကျူးဂုဏ်ပြုဖို့မမေ့ပါနဲ့အဲ့ဒီအဆင့်တွေနဲ့တဖြည်းဖြည်းလေ့ကျင့်ယူပါအဝင်းကြီးမှာမိသားစု ချစ်ခင်သူတွေစီကနေရင်ဆိုင်ဖို့စိတ်ခွန်အားတွေကိုယူပါကိုလုံနိုင်တယ်ဆိုတာကိုယုံကြည်ပါ ထုတ်ပြောဖို့တတ်သိမွေးပါခါတလီကိုကြောက်နေတာနဲ့တကယ်ကြောက်တင့်တာ လွဲနေတတ်ပါတယ်ကိုယ်တိုင်မတတ်နိုင်တဲ့အခြေအနေမျိုးကိုတတ်ကြွနားလေတဲ့ပညာရှင်အကူအညီပြီးရင်ဆိုင်နိုင်ဖို့ရင်ဆိုင်နိုင်ပါတယ်စိတ်ကြောင့်ဖြစ်လာတာမို့စိတ်ကို လေ့ကျင့်ယူနိုင်ရယ်အလုံးဟာ အကြောက်တရားကိုစနစ်တကျနဲ့ရင်ဆိုင်နိုင်ရပါစေချစ်မိတ်ရှင်များလည်းအကြောက်တရားကိုကြော်ဖြတ်ကြော်ကြော်ဖြတ် ိမိတ်ရှင်များလည်းအကြောက်တရားတွေကိုကြောက်တရားတွေမရှိဘဲဘဝကိုကြော ဖြတ်သွားနိုင်ကြပါစေ။ယေရှုပါ